မယ်ဆယ်မကောအတင်းမှာပဲဆက်ထားသင်းတယ်အဓိကအချက်၅ချက်အားလုံးပဲမြင်လာပါမန်ချက်စတာဖောဆောင်ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်မန်ချက်စတာနဲ့တဲ့ပြည်သက်တွေအကြောင်းအငင်းပွားစရာကိစ္စတခုကတော့မယ်ဆယ်မကောအတင်းမှာဆက်ထားပြီးနေရပေးမလားဒါမှမဟုတ်ရောင်းချသွားမလားဆိုတော့ပါမန်ချက်စတာနဲ့တဲ့ကမယ်ဆယ်မကောပေါင်တန်း60လောက်ထိအသုံးပြုခဲ့ပေမဲ့စန်းဆောင်ရီကတော့ပြောင်းရွှေ့ခြင်းနဲ့မထိုက်တန်ပါဘူးကစားမကယူနိုက်တက်မှာကစားခဲ့တာ200ဒီမှာဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရတာပါဒါကြောင့် United ပြည်သက်တချို့ကမယ်ဆယ်မကောရောင်းချစေခြင်းနေကြတာပါ ဒီနေ့မှာတော့မောက်ကုံမြောင်းချားတင်းတဲ့အကြောင်းရင်းငါးချက်ကိုဖော်ပြပေးသွားမှာပါပရမချက်ကတော့ကစားမရဲ့အသက်အရွယ်ကြောင့်ပါမောက်ကအသက်26နှစ်ပဲရှိသေးပြီးအများကြီးကစားနိုင်ပါသေးတယ်ကစားမ2ရဲ့အကောင်းဆုံးအသက်အရွယ်လို့ပဲပြောနိုင်ပါတယ်ဒုတိယချက်ကတော့မောက်ကနီးပြအမ်ဘိုရင်းရဲ့အလေးပေးမှုကိုခံထားရပါတယ်အမ်ဘိုရင်းရဲ့စိတ်ချကစားမရည်တဲတူဦးဖြစ်ပြီးတော့နီးပြနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိနေပါတယ်ဒါကလည်းမောက်ကအသေးမှဆက်ထားတင်းတဲ့အချက်တစ်ချက်ပါတတိယချက်ကတော့မောက်ကနီးစနစ်ပိုင်းတဲ့လုံအားလုံးကောင်းပါတယ်အမ်ဘိုရင်းရဲ့နီးစနစ်ကစားကွက်ကိုကောင်းကောင်းသဘောပေါက်နားလည်ပြီးတော့စီကနေချာလိုက်စားနိုင်ခဲ့သူပါ တရားချက်ကတော်တော်လေးရင်ကြည့်ပါရင်စုံထားချက်ကတော့ကစားမကအတင်းနဲ့ရောနီးပြားနဲ့ရောဘာပြဿနာမှမဖြစ်ပဲအတင်းကိုရာနှုန်းပြေးပေးဆက်ကစားပါရင်ဒံရကင်းစင်ပြီးကစားတဲ့ပွဲတွေမှာမောက်ရလုံအားနှုံးကိုမြင်တွေ့နိုင်ပါရင်နောက်ဆုံးချက်ကမောက်ကဘရူနိုကိုညာတို့ကိုအကောင်းဆုံးအစားထုတ်ကစားပေးနိုင်ပါရင်ကိုညာဘရူနိုတို့ကိုအနာပေးခြင်းဖြစ်ဖြစ်ဒံရရသွားလို့ဖြစ်ဖြစ်မောက်ကခွင်းလက်ထိုင်းခွင်းလက်တိုင်းစင်နေရာတွေမှာအကောင်းဆုံးကာဘာလို့ကစားပေးနိုင်ပါရင်ဒီရချက်တွေကြောင့်မောက်ကိုစက်ထင်းထားတင်ပါရင် ီနေ့ဒီအစမ်းမကားကိုလောက်ပါမယ်နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းရှင်သတင်းတွေစိတ်ဝင်စားဖွယ်ရအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ